ဒီနေ့ညနေ6:00ခန့်ထိငလင်တန်ကြောက်တေဆုံးဒဏ်ရာပျောက်ဆုံးစီးရင်နေတဲ့တေဆုံးသူ3564ဦးဖြစ်ပါတယ်ဒဏ်ရာရရှိသူ9012ဦးဖြစ်ပါတယ်ပျောက်ဆုံးသူ210ဦးဖြစ်ပါတယ်နိုင်ငံတကာမှကုညီကယ်ဆယ်မှုများအနေနဲ့နိုင်ငံ20မှလေရင်ခောက်ရီ88စင်းတမော9စင်း ကားလျှောက်ချင်းချင်းစင်းနဲ့ကျွန်တော်တို့ကုညီကယ်ဆေးပစ္စည်းများဝန်ထမ်းများပို့ဆောင်ပေးနေခဲ့ပါတယ်။ကုညီကယ်ဆေးဝန်ထမ်း1938ဦးထောက်ပံ့ပစ္စည်း1198တန်ကျော်နဲ့ကယ်ဆေးပစ္စည်း844တန်ကျော်ရောက်ရှိပြီဖြစ်ပါတယ်။ဒီနေရာမှာတချို့သော ကောလာဟာလထုတ်လွှင့်မှုပြည်ပြမီဒီယာများရဲ့ထုတ်လွှင့်မှုများအနေနဲ့ဒီကယ်ဆေးရေးအဖွဲ့တွေ ပြန်ကြမယ်ကယ်ဆယ်ကယ်ဆယ်ရေးအဖွဲ့တွေမြန်မာနိုင်ငံခွင့်မပြုလို့ပြန်ကြမယ်ဆိုတာကို PBS မီဒီယာတွေကတော့ထုံးစံတိုင်းပါပဲအချိန်ကြိုက်ထုတ်လွန်နေတာမျိုးတွေရှိပါတယ်အဲဒီဟာနဲ့ပတ်သက်ပြီးတော့ကြောင်းပြည်သူလူထုများနားလည်အောင်ကျွန်တော်တို့ရှင်းလင်း တင်ပြပါမယ်ကယ်ဆယ်ရေးအဖွဲ့တွေကဒီငလင်းဘေးရန်ခံစားရတဲ့နေရာမှာသူ့ရဲ့အဆင့်လိုက်ပဲအလုပ်လုပ်ပါတယ်အဆင့်1နဲ့3လေးစသဖြင့်အဆင့်1အနေနဲ့ကသူကကျွန်တော်တို့ ကယ်ဆေးလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအသက်ရှင်လျက်ကြံရှိသူတွေကိုအများဆုံးကယ်ထုတ်နိုင်ဖို့လှုပ်ဆောင်တာဖြစ်ပါတယ်အသက်ရှင်လျက်ကြံထုတ်ကြံရှိသူတွေကိုကျွန်တော်တို့ကယ်ဆေးလုပ်ငန်းများကျွန်တော်ဆောင်ရွက်ပြီးဖြစ်ပါတယ်အဲနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ငလင်းလှုပ်ပြီး6ရက်အကြာမှအသက်ရှင်လျက်တွေ့ရှိရတဲ့သူတူရှိပါတယ်ဒီနေ့ကျွန်တော်နိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ခရီးစဉ်မှာလည်းစကိုင်းမှာကျွန်တော်စေယုံမှာ တွေ့ခဲ့ပါတယ်။ဒါမင်းကြီးမျိုးမှာတာဝန်ထမ်းဆောင်နေတဲ့အကြောင်းဆရာတဦးပေါ့။သူဒီစကိုင်းမှာပညာရေးဆိုင်ရာသင်တန်းတစ်ခုလာတည်ရင်တဲ့ဒီပိတ်မိနေတာဖြစ်ပါလေ။တဲခုရေးနေရာတစ်ခုမှာ ပိတ်မိနေတာဖြစ်ပါလေ။သူ့ကိုကျွန်တော်အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။အခုချိန်မှာတော့ကျွန်တော်က ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးပြီးတော့ကျွန်တော်တို့စောင့်အောင်ဒီကိုရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေရဖြစ်ပါတယ်ပြီးရင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကျွန်တော်ဆောင်ရွက်ရပါမယ်နိုင်ငံတော်အစိုးရနဲ့စေစားရှင်လှူစားပြည်သူတွေနိုင်ငံတကာအကူအညီတွေနဲ့ကျွန်တော်တို့အင်တိုက်အားတိုက်ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်